ာရုခ်ကန်ဒေါ်လာ300ကျော်ဒီဘလို့ချမ်းသာလာတာလဲသူမိဘတွေစီအမွေရတာလားဒါမှမဟုတ်သူနဲ့ယူလိုက်တဲ့မိမဘကပါလာတာလားဒီပက်ဆန်နေရာလုံးရုပ်ရှင်ရိုက်တာတခုရရနေရတာလားဒါဆိုသူနဲ့ခစ်ပြိုင်မင်းသားတွေရောသူ့လိုမျိုးပဲတလောက်ဒီပက်ဆန်ကြီးပေါ်တယ်လားချမ်းသာတယ်လားတခြားရောသူ့မှာဘိုင်းကန်ဆွေးနေရှိပြီးရောဘယ်လောက်တွေကနေပက်ဆန်ထက်ရသေးရလဲကျွန်တော်မိတ်ဆွေတို့သိချင်တဲ့ဒီမိကုန်းနေအားလုံးရဲ့အဖြစ်ကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြတော့ပါမယ် အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆရာရဲ့ YouTube channel နေ့ကြိုဆိုလိုက်ပါတယ်ဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဆရာကြီး YouTube channel နေ့ပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့တခုခုကိုယ့်အတွက်အကျိုးရှိသွားတယ်ဘုဒ္ဓတာတိုးသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လေးတစ်ချက်လုပ်ခဲ့ပေးပါဦး ဂျက်ကီချန်းဆိုရင်လည်းဒေါ်လာ3000ကျော်ချမ်းသာတယ်နောက်တစ်ခါကျွန်တော်တို့ Star Lord ကိုကြည့်မယ်ဆိုရင်လည်းဒီဘက်ချလဲပဲအဲတခါကျွန်တော်တို့ဟို Mike Tyson ကြီးခေကောင်းတော့ဆိုလဲသူရှာခဲ့တာကဒေါ်လာ3000နဲ့900ဝန်းကျင်ပဲရှိမှာအဲ့ထက်မပိုးဘူးဗျာနောက်တစ်ခါကျွန်တော်တို့5 business ကဆရာဆရာကြီးတွေဖြစ်တဲ့ UFC ပိုင်ရှင် UFC ဥက္ကဋ္ဌ Dana White ကြည့်မယ်ဆိုရင်ဒေါ်လာ3950ပတ်ချလဲအဲ့ပြီးတော့တခါ One Championship ကပိုင်ရှင်ဖြစ်တဲ့ Chatrio ကြည့်ရင်လဲဒေါ်လာ3350ကျော်ပတ်ချလဲပဲချမ်းသာကြတယ်ဒါပေမဲ့ ဟိုရှာရုခန်ဆိုတာဗျာကျွန်တော်ပြောသူနေရာလဲအိန္ဒိယမှာအိန္ဒိယမင်းသားပြင်ဘောလိဝုဒ်မင်းသားဖြစ်ပေမဲ့သူကဘလို့ဖြစ်လို့များသူတယောက်တည်းထိုးထွက်ပြီးတော့ဒေါ်လာ1000ရောဒီချမ်းသာနေရတာလေကျွန်တော်ပြောရဗျာသူခစ်ပြိုင်မင်းသားတွေရှိမယ်ဟိုဟာအရှေကူမာတို့အဂျေဒီဗန်တို့ပြီးတော့ကျွန်တော်ဆယ်မန်ခန်းတို့ဒီလူတွေကိုကြည့်ရအခါမှာလဲသူတို့ပိုင်ဆိုင်မှုကဒေါ်လာ1250နဲ့ဒေါ်လာ1300ကြားမှာပဲရှိတယ်ဆော့ဆော့နာကျွန်တော်ပြောသလိုဘလို့ရိကြောက်များရှာရုခန်တယောက်တည်းကွက်ပြီးတော့ဘီလီယံနာဖြစ်တော့မယ်အထိထိုးထွက်ပြီးတော့ချမ်းသာနေရတာလေ ကျွန်တော်ဒါကိုသေးသေးရှင်းပြပြခင်ပါရှာရုခန်ငယ်ဘော့အရင်သွားလိုက်ရအောင်ရှာရုခန်ကိုနိုဝင်ဘာ2ရက်နေ့1965ခုနှစ်မှာနယူးဒယ်လီမြို့မှာမွေးခဲ့တယ်သူမှအမားတယောက်ရှိရယ်အဖေနာမည်အကြောသူကမီယာဒက်ရှ်မိုဟာမက်ခန်အလောက်ကကြောင့်ရှေ့နေလို့တယ်အမေဖြစ်သူကကြောင့်လက်တီဖတီမာသူကကြောင့်တရားသူကြီးတရားသူကြီးဆိုပေမဲ့သူကန်ရတဲ့အမှုတွေကတေးတယ်လို့ပါတီပတ်ချက်အမှုတွေကန်ရတာမျိုးဆိုတော့ဒီမိဘနှစ်ယောက်လုံးကအဲအစိုးရဝန်ထမ်းနေဗျအစိုးရဝန်ထမ်းဆိုပေမဲ့သူတို့ကပြဿနာအိုက်ခေအိုက်ခါကအစိုးရဝန်ထမ်းနေလာစားသိမရအောင် အာပြီးတော့နောက်ထပ်ပိုဆိုရတဲ့ခုကတို့ရနေအောင်လုံးကလူရိုးလူအေးရလည်းဖြစ်တယ်သဘောလည်းကောင်းတယ်သူတွေဆိုတော့အဲ bright ငွေတွေပါလေလည်းလက်မခံဘူးဘယ်လောက်ထိတောင်လဲဆိုရင်အတူဖေရသူ့အမှုလာအပ်တဲ့အမှုတွေတွေကပတ်စံမတတ်နိုင်တဲ့သူဆိုရင်အလကားလိုက်ပေးတဲ့မျိုးပါ냐ပါလုံသေးတယ်ဆိုတော့အကျိုးဆက်အနေနဲ့ကြတော့တို့မှငွေပုံငွေရှင်စုဆောင်းမိတာမရှိဘူးအဲအဲ့တော့ကြာတို့ကတာမီတာဖလေးရောက်နေရတာဆိုရင်လည်းအိတ်ခန်းကငားနေရတယ်အကျယ်ကြီးလည်းမဟုတ်ချင်းချင်းလေးပေါ့ဒါမဲ့မိဘနေအောင်လို့ပညာတတ်ဖြစ်တဲ့အတွက်တို့သားသမီးတွေကြောင်းဆိုရင်ကြောင်းပေဆိုရင်ကြောင်းမှာထားပေးရဲ့ အဲရှာရုခန်းကလည်းဒါကိုသူနားလေအတွက်ငငယ်လေးကတည်းကသူစာဆိုလဲကြိုးစားတယ်။ရှာရုခန်းကကျွန်တော်တို့စာတခုတည်းတော်တာမဟုတ်ဘဲနဲ့သူကအဆိုအကဆိုလဲရတယ်။အာကစားဘာမှဆိုလဲတော်တာပဲ။အဲ့လိုမျိုးဘတ်ဆုံတော်တဲ့အတွက်သူ့သူတက်နေ Saint Columbia School ကအကြောင်းအုပ်ကနေပြီးသူ့ Sweat of Honor ဆိုတဲ့အမြင့်ဆုံးဆုပေးခဲ့တယ်။အဲအဲ့နောက်ပိုင်းမှာကျတော့ရှာရုခန်းအသက်15နှစ်မှာပဲသူ့အဖေဖြစ်သူကကင်ဆာရောဂါနဲ့ဆုံးသွားခဲ့တယ်။ အဲ့တော့ကျတော့ဂျန်နေရဲ့အမေကပဲသူကနောက်အိမ်တောင်မပြူပဲနဲ့သူတို့မောင်နှမနှစ်ယောက်လုံးကိုကြောင်းပြီးရဲ့အထိဆက်တက်ခိုင်းတယ်ဂျန်နဲ့လိုရာမန်သမီးအောင်လည်းသူပဲထောက်ပံ့တယ်အဲရှာရိုခန်အထက်တန်းအောင်ပြီးရဲ့နောက်မှာတော့သူက Hansrash College မှာ Eco Major နဲ့ပဲဘွဲရခဲ့တယ်အဲ့နောက်ပိုင်းမှာသူနောက်ထပ်ဘွဲတစ်ခုထပ်လိုချင်လို့ကျွန်တော်တို့အဲတက္ကသိုလ်အသစ်တစ်ခုမှာကျောင်းတက်နေုံတန်းလန်းနေပဲ အဲအင်းရဲ့စီးပွားရေးအခြေအနေကအဆင်မပြေတော့တဲ့အတွက်သူကြောင်းလာလိုက်ရတယ်။အဲ့လိုနဲ့ရှာရိုခန်းကသူရရလို့ကြုံရလို့လုံနေနေတဖက်တလန်းအနေနဲ့သူစိတ်ဝင်စားတဲ့ရုပ်ရှင်လောကတွေကိုခြေချဖို့အတွက်သူရသလောက်လမ်းရှာနေခဲ့တယ်။အဲအဲ့လိုနဲ့1988ခုနှစ်မှာ 4G ပြီးတော့1989ခုနှစ်မှာကျတော့ကျွန်တော်တို့ Circus ဆိုတဲ့ TV series နှစ်ခုမှာရှာရိုခန်းဝင်ပြီးတော့တရုတ်ဆောင်ဝင်ရခဲ့တယ်။အဲ့ခေတ်ကဗျာကျွန်တော်တို့အိန္ဒိယမှာ TV series ဆိုရရှင်းရှင်းပြောရရင်မြန်မာဘက်ကပေါ်ခဲ့လို့ဘယ်သူမှအဖက်လုံပြီးတော့သိကြည့်ကြတာမဟုတ်ဘူး။အဲ့တော့ ရှာရုခန်သူအတက်နိုင်ဆုံးတော့သူအကောင်းဆုံးကြိုးစားတဲ့တဲယုတ်ဆောင်နေဆိုပေမဲ့ဘာမှထူးခြားပြီးဖြစ်မှာတော့အောင်အဲ့တော့ဆန္ဒပြောသလိုပဲဘယ်သူမှစိတ်ဝင်စားတဲ့ DBC ဖြစ်တဲ့အတွက်သူ့ကိုပေးတဲ့တရုတ်ဆောင်ကလည်းဘာမှမရဘူးအရင်နဲ့ရူပီး400 500ပဲရမယ်အဲအဲ့လိုနဲ့ဗျာသူကသူမှအောင်မြင်နေတယ်ဆိုရင်ကျွန်တော်ရုပ်ရှင်ဇာကားကြီးတွေမှာလီယက်တာအနေနဲ့ရမှာရမှာအဲ့တော့သူအဲ့အတွက်ကိုဘယ်လိုလုပ်ရမလဲစဉ်းစားနေရုံကြံတုံးဖန်တုံးမှာ1992ခုနှစ်မှာအမေဖြစ်သူကပေါ့96ပါယောဂါနဲ့ထပ်ပြီးတည်ဆုံးသွားခဲ့တယ်ဆိုတော့အဖေကကြတော့ရှေ့မှာကင်ဆာနဲ့ဆုံးတယ် အဲ့ပြီးတော့ဂျာမား9နှစ်လောက်ပဲချားမယ်ဟုတ်တယ်9နှစ်ချားပြီးသူ့မိရပါနောက်သူ့ဖေနာကိုထပ်လိုက်သွားတယ်အဲ့အချိန်မှာရှာရူခန်အသက်က25နှစ်ပဲချားလေလို့ရှိပြီရှာရူခန်နဲ့သူ့အမဖြစ်သူနဲ့က6နှစ်กว่าရယ်ဆိုတော့ဂျာသူ့အမအသက်ကဂျာ31လောက်ရှိနေမယ်အဲ့ခင်မှာဗျာကျွန်တော်မွတ်စလင်ရှာရူခန်ကမွတ်စလင်အဲ့မွတ်စလင် main ကလေးတော်တော်များများကအလွန်ဆုံးနေတော်မှာအသက်က25ပဲအဲ့တော်တော်များများအဲ့ဒါမိုင်ကုန်ပဲဗျာအဲ့မတိုင်ခင်ပဲအိမ်အောင်ပြုကြရများတယ်ရှာရူခန်အမအခုအသက်30တက်ခွနှစ်ရောက်တဲ့အချိန်ဒီသူက အင်းအောင်မပြူမပြူတဲ့ reason ကလည်းရှင်းတယ်သူကသူ့အမေကိုလည်းအရန်ချစ်တယ်ပြီးတော့သူ့မောင်ကိုလည်းမခွဲနိုင်ဘူးတန်ရောစင်မပြတ်ဘူးအဲ့ဒါကြောင့်အင်းအောင်မပြူပြင်ဆိုင်းဆိုင်းယောက်ျားနောက်ကလိုက်သွားမှာပေါ့အဲ့ဒါသူကလည်းမလုပ်ချင်ဘူးအဲ့ဒါကြောင့်အင်းအောင်မပြူပဲသူ့အမေနာပဲကန့်နေရအဲ့လိုမျိုးကိစ္စမှာအဲ့လိုမျိုးအခြေမှာအမေဖြစ်သူကကောက်ပြီးဆုံးသွားတယ်ဆိုတော့ဘယ်လိုပြောမလဲသူ့သမီးရဲ့အယုတ်ကျိုးပြဖြစ်တာပေါ့ဆိုတော့တစ်ဖက်ကမောင်ဖြစ်တဲ့ရှာရုခန်းကြီးရောလည်းအဲအသက်ကဆုံးလိုက်ပြီဆို25 26ဖြစ်နေပြီအခုဒီလည်းအလောက်ကမမရမဖြစ်ဘူးကျွန်တော်အပတ်လုံးနေရပြီးတော့ကျွန်တော်တို့ပတ်စံအဆုမိတဲ့အကြီးကိုလည်းတပြားမှမရှိဘူး တခါသူ့အတွက်ကိုသူမိပါတယ်ဘာချမ်းခဲ့တယ်ကြည့်ရလေဘာမှမချမ်းခဲ့ဘူးသူတို့မအိမ်နဲ့မရှိကားလည်းမရှိစုထားငွေတောင်တပည့်၆ပြားတောင်သူသားတော့မချမ်းခဲ့နိုင်ဘူးဒီတိုင်းမှနှစ်ယောက်လုံးတေးသွားတာအဲ့တော့ကြာတော့ရှာရုခန်ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့အဲမြန်မာစကပုံရှိရဗျာတရွာမှာပြောင်းသူကောင်းမှဖြစ်ဆိုတော့ဒီစကပုံအတိုင်းသူကလောလောဆယ်သူနေရဲ့ new daily ကနေပြီးတော့လက်ဆွဲလေးတလုံးဆွဲပြီးတော့ဖြစ်ချင်ရဖြစ်ဆိုပြီးသူမွန်မိုင်းမျိုးတက်လာခဲ့မွန်မိုင်းမျိုးကကြတော့ဗျာ US ကနယူးယောက်မျိုးလိုပဲသူတို့ဒါအိန္ဒိယရဲ့မျိုးဆိုရဲဟုတ်တယ်ပြီးတော့အိမတ်မျိုးလိုဆိုရဲဟုတ်တယ် ိုကျွန်တော်တို့အောင်မြင်တဲ့ဆိုမိုင်းတက်ဆိုတို့ဖြစ်နေအောင်အဲ့တော့ကျ Sharukan အဲ့ဒီလေးရဲ့မှာဘာတွေပါလဲဆိုတော့ကျတော့ကျွန်တော်သူပေါ်ကား DBC ရိုက်ပြီးတော့ရတဲ့ပတ်စံ Ruby 400 500ပါတယ်အဲဒါနောက်တစ်ခါသူရုပ်ရှင်မင်းသားသူဖြစ်ကိုဖြစ်ရမယ်ဆိုတော့ aim တ်တွေပါတယ်ဒါပဲကျွန်တော်သူမှာဘာမှပါမလို့ဆိုတော့ကျွန်တော်ပြောပြမယ် Ruby 400 500ဆိုတဲ့ကိစ္စပါဗျာဟိုနေတာထိုင်တာအတွက်ကိုမေ့လိုက်အောင်မိတ်ဆွေဘယ်လိုပြောမလဲလမ်းပေါ်မှာ8ဒါမှမဟုတ်ဂျုံတဲ့နေရာမှာဂျုံလို့အိတ်ပြရထားဘူးတာမှာအိတ်ကြိုက်တယ်လို့အိတ်အဲပြီးတော့အိုက်ပတ်စံကိုစားဖို့တောက်ဖို့အတွက်ပဲတုံးမယ်ဆိုရင်တော့မှ ိုက်ခစ်ကတော့အိုက်ခစ်ကအလုံးစုံခံရင်900 600တပတ်ပဲခံမယ်ဆိုတော့ तू ဘယ်လိုလုပ်မိဒီပတ်စံလဲ survive လုပ်မလဲကျွန်တော်ပြောတာအဲ့တော့ရှာရုံခန်းခင်ဗျာ तू ဘာလုပ်ရလဲဆိုတော့ तू မွန်မိုင်းမှာရောက်နေနေပြီးသားတငယ်ချင်းတချို့ရှိရယ်ဗျာဆိုတော့ तू အဲ့တငယ်ချင်းတွေကိုအပူကတ်ပြီးတော့သူတို့ဆိုတောင်းမှန်တယ်အဲသူတို့နေတဲ့နေရာမှာကြောတခင်းစာဖြစ်ဖြစ်ဗျာ तू အဲ့လိုရရင်ရပြီဆိုတော့အဲ့ဒီအတွက် तू ကိုအစဉ်ပြောင်းလေးကူညီပေးပါဒီလိုတောင်းမှန်စာဝတ်တော့ဘောရောဆိုတော့သူ့မှာပါလာရူပီ၄900ရှိမယ်အဲ့ဒါနဲ့ကြည့်ကြစာဝတ်ဒီကြားထဲကျတော့သူထုံးစံနိုင်မယ်ရရလှုပ်လှုပ်တယ် အဲ့ပြောနောက်တစ်ခါစတူဒီယိုတွေတစ်ခုဝင်တစ်ခုထွက်လုပ်ပြီးတော့သူကားရိုက်ရမလားလိုက်ရှာရဲပေါ့အဲ့လိုနဲ့အဲကိုယ့်ဟာကိုယ်တော်တိုင်ပတ်နေရုံမှာဘာထက်ဖြစ်လဲဆိုတော့ဆန္ဒ daily မှာဂျန်ခဲ့တဲ့သူ့အမားကသူ့အမေတေးပြီးကလေးကစကားလည်းဘယ်သူမှမပြောတော့စားရတော့တယ်စားကြတဲ့အချိန်မှာကောက်စားရပြီးအချိန်တော်တော်များများသူကအဲ့လိုမျိုးဦးချောင်ချောင်ကြီးဖြစ်ပြီးတော့နေရန်နေပါပဲထိုင်ကြည့်နေတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့သူ့ကိုအဲ့လိုမျိုးလှမ်းပြီးဆက်သွဲတဲ့အခါကျတော့သူဘာလုပ်ရလဲဆိုတော့သူ့အမချင်းကြီးကိုတော့ daily ကိုပြန်တယ်။ daily ကိုပြန်ရတော့အမချင်းကြီးတော့စိုးတယ် ကျတော့じゃあ तू ဒီတိုင်းထားခင်မရအောင် तू မှလစ်တော့မှာယူပြီးတော့မစားမတော့နဲ့တင်းနေသေးတော့မပြောတတ်ဘူးအဲ့တော့ तू က तू မှနဲ့ तू moment ကိုပြန်သွားတယ်မခေါ်လို့လည်းမရအောင်ဒါပေမဲ့ဟိုမှာ तू က तू တိုင်ပတ်နေရဆိုပေမဲ့ဒီမှာချမ်းခဲ့ရင် तू မှမရအောင် show ဖို့များတယ်အဲ့တော့ तू မှ तू နဲ့ तू မှနဲ့ तू moment ကိုပြန်သွားတယ်ပြန်သွားပြီးတော့ခါကြတော့အရင်ကတော့ तू တကူရဲဆိုတော့ဗျာတကယ်ချင်းနေစီကတ်နေလို့ရတယ်ဟိုချမ်းမြင်မောအိတ်လေရပြဿနာမရှိဘူးဒါပေမဲ့အခုကျတော့ तू တို့မောင်နှမနဲ့ရောက်ဖြစ်သွားပြီဆိုရလို့မရတော့ဘူးလीအဲ့တော့ तू စောနာကျန်တဲ့ပတ်စံလေးနဲ့ဟိုးကြောင်ကြဆုံးဆိုရနေရကျွန်တော်တို့ အခန်းချင်းချင်းနဲ့တခန်းငားရတယ်။ငားပြီးတော့အဲ့မှာသူ့မနဲ့သူ့နဲ့နှစ်ယောက်နေရတယ်ပေါ့။အဲ့လိုပဲသူထုံးစံတိုင်းကြုံရလို့လို့ပြင်စတူဒီယိုတစ်ခုဝင်တစ်ခုထွက်နဲ့ကားရိုက်ရှာပြန်လာတဲ့ချိန်ကျရင်သူ့မအော်တာကူးဆိုင်ပေးပေါ့။အဲ့လိုနဲ့မောင်နှမနှစ်ယောက်နည်းနည်းလေးအသားကျလာပြီးအဆင်ပြေလာပြီးဆိုကောင်မှဘာထက်ဖြစ်လဲဆိုတော့ရှာရုခန့်မှာသူတွဲနေအောင်ပါလေးရှိရပြ။အဲ့ကောင်မှလေးနဲ့16နှစ်သားကလေးတွဲနေရ။အဲ့အခုသူတက26ပတ်ချာလေးဖြစ်ပြီဆိုတော့တို့တွဲလာ6နဲ့9နဲ့ရှိနေပြီအဲ့တော့အဲ့ကောင်မလေးကအခုကရှာရုတ်ခန့်ကိုဇွတ်ယူခိုင်းနေတယ်ဘာလို့ယူခိုင်းလဲကျွန်တော်ရှင်းပြမယ် ရှာရူခန်နဲ့သူ့ကောင်မလေးနဲ့ကဘာသာမတူရှာရူခန်ကကြတော့မွတ်စလင်ဆိုတော့သူ့ကောင်မလေးနာမည်ကကြကောရီချေပါသူကကကြတော့ဟိန်းဒူဆိုတော့ရှင်းရှင်းပြောရမယ်ဗျာအဲ့ဟိုကောရီရဲ့မိဘတွေကရှာရူခန်နဲ့သူသမီးနဲ့ကိုလုံးဝသဘောမတူမတူတဲ့နံပါတ်၁ချက်ကဘာသာမတူလို့ဆိုလဲမှန်တယ်အဲသူတို့သမီးကိုသူတို့ကဟိန်းဒူနဲ့ပဲပေးစားကြတယ်ရှာရူခန်မွတ်စလင်ဆိုမကြိုက်ဘူးဗျာပြီးတော့နောက်ထပ်တစ်ချက်ကကြတော့ကျွန်တော်ပြောရှာရူခန်ကိုကြည့်လိုက်ဗျာအခုချိန်ထိလူကဘာမှရေးရရှိရကောင်မဟုတ်ပတ်စံဆိုလဲမရှိအဆုတ်ပြဲအခုသူ ်အလုပ်ဆိုတော့ရရအလုပ်လုပ်ရတယ်အဲပြင်သူရရပတ်စံလည်းပဲရအောင်လေသူအိမ်ကန်းကငှားကပေးရမယ်ဗျစားဖို့တောက်ဖို့ရှိမယ်ပြင်သူ့မှာဈေးကူရတာရှိမယ်သူ့မှာအပိုမရှိဘူးလေတိုင်ပတ်နေအောင်ဒါတော့အဲ့လိုမျိုးကောင်းတဲ့သဘောမျိုးတွေကလည်းထူတော့မထူးစမ်းပါဘူးနောက်ပြီးတော့တစ်ခုရှိတာကရှာရူခန်အလုပ်ကလည်းဒီကောင်ရဲ့အဓိကသွားကျင်တဲ့ main stream ကဟိုဟာမြင်သာဖြစ်နေတာရှင်းရှင်းပြောရင်အဲ့ဒီချိန်ကဟိုကကျွန်တော်တို့အိန္ဒိယမှာ Bollywood လောကမှာမင်းမူနေတဲ့မင်းသားတွေဖြစ်တဲ့ ဆယ်မန်ခန်အဂျေဒီဗန်အရှေကူမဘသူပဲကြီးကြိုက်တဲ့ကောင်ကြီးဒီကောင်တွေကမွေးခဲ့တဲ့ရွှေစွန်းကြိုက်ပြီးမွေးလာတဲ့ကောင်တွေသူတို့အဖေတွေဆိုတော့ producer တွေ director တွေပြီးပတ်စံချမ်းသာတဲ့ကောင်တွေကြီးပဲအဲ့တော့ IKI အချိန်မှာကအဲအိန္ဒိယမှာထိတ်ဆုံးကတန်းစီပြီးတော့နေရာယူထားရဲ့ကျွန်တော်တို့မင်းသားတွေအားလုံးဒီအဲ့လိုမျိုးသူတို့မှာ background တွေကျွန်တော်တို့ connection တွေရှိပြီးသားရှာဟုတ်ကဲဘာမှရှိရကောင်မဟုတ်ဘူးလीအဲ့လိုမျိုးဆိုတော့ဒါဒီလိုကောင်ကနေပြီးတော့ အဲသူတို့မင်းသားဖြစ်လာမယ်မထင်ဘူးဆိုတော့အဲ့ဒါကြောင့်လဲကန့်ွယ်တာပါတာပေါ့လေအဲ့လိုနဲ့ပဲသူကဘာဖြစ်လဲဆိုတော့အဲ့ဒါကြောင့်လဲသူတို့သမီးကိုသူတို့ကတားတယ်ဒါပေမဲ့သူတို့သမီးကတားလို့မရတဲ့အစုံနင်းရလောက်မှဖြစ်ချင်ရင်လဲဒီကောင်ဒီချင်းဒီချင်းတွင်ယူခိုင်းလိုက်ဆိုပြီးသူ့ယူခိုင်းတာသူတို့တွေ့ရချင်းရင်လေရှာရုခန်ကဘလို့မှသူသမီးကိုယူဖို့အချင်းနဲ့အဆင်မပြေဘူးမဖြစ်နိုင်ဘူးအဲ့တော့ဒီကောင်ကမယူပြောမှသူသမီးကဒီကောင်ကိုမုံသွားမယ်ဘာညာဆိုရင်အဲ့ချိန်မှာသူတို့ခွင်ထဲဝင်လာပြီအဲ့ချိန်မှာသူတို့သဘောကျတဲ့အရာကိုနဲ့ချိန်ပေးမယ်ပေါ့ဒါပေမဲ့ဒါပေမဲ့သူတို့မသိရရှာရုခန်ရှာရုခန်များ ဘဝကကူလက်စုပ်နေဒီထက်တော့ပိုစုပ်ဆံမရှိဘူးအဲ့တော့ဟိုကောနှခါမပြောရတယ်ယူမယ်တခါတည်းအဲ့မှာသူဘာလို့လဲဆိုတော့ဂေါရီယိုခေါ်ပြီးတော့ကြတော့သူတို့သူ့မှာမင်္ဂလာဆောင်စရာပတ်စံမရှိဘူးအဲ့တော့ဘာလို့ရလဲဆိုတော့ကျွန်တော်သူ့ရီစာသူ့ကောင်မလေးဂေါရီယိုခေါ်ပြီးတော့တရားဝင်တက်ပြီးလက်မှတ်ထိုးတယ်သူပြောထားတယ်လောလောဆယ်တော့အခြေအနေကဒီလိုဒီလိုအဲ့တော့သူလက်မှတ်ထိုးလို့ပဲရမယ်အဲ့ကြမှာကောင်မလေးမိပါတွေကလည်းပြပြတလဲနဲ့လိုက်ပြီးမင်္ဂလာဆောင်ပေးရပြီသူတို့သမီးတို့တရားဝင်ထားလို့မရဘူးလीဒါမဲ့တည့်ရတိုင်းပဲပါတီပါချက်ဆိုတော့ပြီးပြီးရော ကျွန်တော်တို့မင်္ဂလာဆောင်ကြတည်တည်လေးပဲလုပ်ပေးတယ်အဲပြီးတော့ကျတော့သူတို့လုပ်ပေးတဲ့မင်္ဂလာဆောင် ဖြစ်တာအကြောင်းဟိုကျွန်တော်တို့ဟို tradition ဝင်ကြတော့သူတို့က Hindu ပုံစံနဲ့မင်္ဂလာဆောင်ဝါတာဒါပေမဲ့ Sharukhan ကအဲ့သူမိမကိုသူ့ကောင်မလေးမိမဖြစ်သွားသည့်တိုင်အောင်ဘာသာလိုက်မပြောင်းခိုင်းဘူး သူဟာသူပဲသူကလည်းမွတ်စလင်ပဲကိုးကွယ်တယ်။ပြင်သူ့ကောင်မလေးကိုလည်းသူကသူဟိန္ဒူပဲဆက်ပြီးကိုးကွယ်ဝင်ပေးတယ်။လိုက်ပြီးဆိုရင်မချုပ်ချေဘူးဗျာ။အဲ့လိုနဲ့ရှာရိုခန်တရားသူမိမဖြစ်သူဂေါရီရဲ့အဲသူအမားဖြစ်သူရဲ့ねကျွန်တော်တို့တိုက်ခန်းချင်းလေးရဲ့မှာပဲအတူတူနေကြရဲ့ねဘဝကိုနောက်တစ်ခေါက်တက်ကနေပြန်ဆခဲ့တယ်။အဲနောက်ထပ်တနည်းကြာကျွန်တော်1992ခုနှစ်မှာတော့ရှာရိုခန်ကဒီဝါနာဇရက်ရုပ်ရှင်ဇာတ်ကားမှာ lead actor အနေနဲ့သူတရုတ်ဆောင်ဝင်ရခဲ့တယ်။ အိုက်ကောက်ကသူအစွမ်းကုန်ကြိုးစားတယ်ရှိသမျှတဲလန်အကုန်လုံးပြတ်သုံးပေးမယ်ဇလန်းကတအားကြီးအောင်မြင်တော့မှမျိုးမဟုတ်ဘူးဟို floor မှာ flow ဗျာဒါပေမဲ့ဘာမှတိတ်ထူးမသွားဘူးသူ career အတွက်အထောက်ပံ့အများကြီးမဖြစ်ဘူးအဲ့တော့အဲ့နောက်ပိုင်းမှာတော့သူထုံးစံနိုင်မယ် studio တစ်ခုဝင်တစ်ခုထွက်လုပ်ပြီးတော့ producer ရင်းနဲ့ညှိရဲကျွန်တော်တို့ director ရင်းနဲ့ညှိပြီးတော့သူ့ role လေးကောင်းကောင်းမွန်မွန်တစ်ခုပေးဖို့ဒါ request တွေဝင်မယ်ဘယ်သူမှစိတ်မဝင်တော့ဘာလို့လဲဆိုတော့ Sharukhan ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့လူကောင်ကြည့်ပြတေးသေးလေးခန္ဓာကိုယ်ကြည့်ကြွက်သားပါညာရှိလားဘလားတောင်းလားဆိုလည်းမတောင်းနောက်တစ်ခါရုပ်ကြည့်ရဲအဲ့လောက်ကြီးချောလာနေအောင်မဟုတ်တာ ပြီးရင်ဒီကောင်းတော်တော်များများ overheating လုပ်တယ်ပါညာဆိုပြီးပြောကြတာအဲ့လိုကလည်းရှိသေးတယ်အဲ့တော့ဘယ်သူမှသူ့ကိုလက်ခံပြီးတော့ခေါင်းဆောင်မင်းသားထက်တင်မရိုက်ချင်ဘူးအဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဘာဇီကာနဲ့ဒါဆိုပြီးတော့ရှာရိုခန်နောက်ထပ်ကားရိုက်နှစ်ကားရခဲ့ဒါပေမဲ့ပြတနာကသူ့ကိုမင်းသားအနေနဲ့တင်ရိုက်ချင်တာမဟုတ်ဗီလီနီယာအနေနဲ့ထည့်ရိုက်ချင်တာအဲ့ဒါလည်းနဲ့စားရပါဆိုဟိုအိန္ဒိယမှာ trend တစ်ခုရှိရဗျာအဲမိတ်ဆွေကခင်ဗျားဟိုဘလောက်ပဲ potential ရှိရဲ့မင်းသားဖြစ်နေနေ ကိုကသွားပြီးတော့ villain ကိုလက်ခံပြီးလို့အဲ့ villain ကပေါက်သွားပြီဆိုရင်တောက်လျှောက် villain ပဲလောက်ရတော့မျိုးအဲ့တော့အဲ့ဒါကြောင့်လဲပုံမှန်တခြားမင်းသားတွေကဒီ role ကိုလက်မခံလို့ဒီဇာကနကရှာရုခန့်စီရောက်လာဒါပေမဲ့ရှာရုခန့်ကဗျာစဉ်းစားကြည့်အိမ်မာကဆိုတော့သူမိမရောဒါသူ့အမရောနောက်တစ်ခါသူရှာရမယ့်ဇေးတွေရောအများကြီးရှိသေးတယ်ဆိုတော့သူကအများကြီးစဉ်းစားနေလို့မျိုးအဲ့တော့သူလက်ခံလိုက်တယ် okay ရိုက်မယ်ဆိုပြီးတော့ဒါပေမဲ့အကန်ကတခါတလေထူးတဲ့နေဆိုတော့ကျွန်တော်အဲ့ဒါပြောတာသူရှေ့မှာရှေ့ကဒီဝါနာမှာအရန်သူဘလောက်ပဲ effort site ပြရရအဲကဘာမှဖြစ်မသွားဘူးဒါပေမဲ့ သူစောနာဗီလီနီယာနေပြီးတော့ဝင်ပြီးရိုက်တဲ့နှစ်ကားကဘာဖြစ်လဲဆိုတော့ဆောက်ရမ်းကိုဝဝကွဲပေါက်သွားတာအဲဒါမဲ့ကောင်းတာတစ်ခုကဟိုသူ့ကိုဗီလင်ယုတ်ကြီးနဲ့တွေ့ပြီးမှတ်တာမျိုးတော့မဟုတ်ဘူးသူ့ကိုဘယ်လိုပြောမလဲဒီတိုင်းကိုရှာရူခန်ဆိုတဲ့နာမည်ကိုလူတွေကကြိုက်သွားတာအဲ့တော့ကျတော့အဲ့နောက်ပိုင်းမှာတော့ရှာရူခန်ကဘာဖြစ်လာလဲဆိုတော့ဟို producer တိုင်းကျွန်တော်တို့ဒီ director တိုင်းအသေးဆွဲ Zordin light လူရတဲ့မင်းသားကိုဖြစ်လာတယ်အဲ့လောက်ထိအဲ့ဆောနာဗီလင်ရိုးအနေနဲ့ရိုက်တဲ့နှစ်ကားအဲ့လောက်ထိ flip ဖြစ်ပြီးအောင်မြင်သွားတာ မင်းသားအတက်တိုင်းမင်းသားတိုင်းမအောင်မြင်ဘူးအောင်မြင်တယ်ဒါပေမဲ့သူတို့အောင်မြင်တဲ့ era ကအလွန်ဆုံးကြာဆယ်စုနှစ်တခုပဲဗျအဲ့ထက်ပိုကြာပြီးတော့ရှိရသူဆိုတာလက်ချိုးရည်လို့ရတယ်ဒါပေမဲ့ရှာရူခန်းကကြာကျွန်တော်1995ခုနှစ်ကတည်းကအောင်မြင်လိုက်တာ2015ခုနှစ်ထိဇက်တိုက်ဆိုတော့စုစုပေါင်းနှစ်ပေါင်း20ကျော်ကျွန်တော်တို့ Bollywood လောကရဲ့ထိတ်ဆုံးနံပါတ်1နေရာမှာဇက်တိုက်မင်းမူလာတဲ့အတွက်လည်းသူ့ကိုရှာရူခန်းလို့မခေါ်ဘဲနဲ့ကင်းခန့်လို့ခေါ်ကြတာဘယင်ကြီးပေါ့ ဘရင်ရှာရိုကန်ပေါ့ဆိုတော့အဲရှာရိုကန်2015ခုနှစ်ကနေပဲ2018ခုနှစ်အတွင်းမှာသူနောက်ထပ်ဇက်ကား3-5ရိုက်တယ်အဖန်ရေပြီးတော့ကျွန်တော်တို့ Jeff Harry Match CJ ရေ0ရေ3-5ရိုက်တာ3-5လုံးဘာဖြစ်လဲဆိုတော့ဝက်ဝက်ွယ်ရှုံးတယ် Bounce Office မှာလည်းရှုံးတယ်ပြိသက်တွေလည်းမုန်းတယ်ပြီးတော့သူဝိုင်းပြီးတော့အပြစ်တင်တယ်ဟိုပိုဆိုးတာဗျာအဲ့အချိန်မှာသူခစ်ပြိုင်မင်းသားတွေဖြစ်တယ်ကျွန်တော်တို့ဆယ်မန်ခန်းဆိုရင်ဆူဒန်နဲ့က Bounce Office မှာပွဲခံနေအရင်အောင်မြင်ပြီးတော့နောက်တစ်ခါကျွန်တော်တို့ Aimar Khan ဆိုရင်လည်း အဲ PK ရဲ့ Dange ရဲ့နှစ်ကားလုံးနဲ့ဝဝွက်ွဲအောင်မြင်တယ်ဆိုတော့ပရိသတ်တွေကတော့ထုံးစံတိုင်းပဲဗျာ wine wave ပန်ကြတာပေါ့ Sharukhan ကတော့အဖိုးကြီးဖြစ်သွားတော့သူ့ era ကုံသွားပြီ Sharukhan တော့လစ်ပြီတခန့်ရက်ပြီဒီမှာပဲကိစ္စပြက်ပြီပေါ့အဲ့တော့ Sharukhan ကလည်းတော့ဘာဖြစ်လဲဆိုတော့2018ခုနှစ်ကနေပြီးတော့2022ခုနှစ်ဒီ၄နှစ်လုံးလုံးဘာ interview မှမဖြစ်သလိုသူဒီ adore အတွင်းမှာဘာဇန်တန်းကြီးရိုက်နေပါရဲ့ဆိုတော့လည်းဟင်လည်းမပေးသလိုဘယ်သူမှလည်းမသိရအောင် ဆိုတော့လုံးလုံးကို public eye ကနေပျောက်သွားတာဆိုတော့တော်တော်များများတော့ Sharukhan လစ်ပြီးပဲတင်နေကြတာပိုဆိုးသွားတာတစ်ခုကကြတော့ Sharukhan တာအကြီးကောင်က2021ခုနှစ်မှာဆေးမှုနဲ့ထောင်ကြမလို့ဖြစ်သွားသေးတယ်။ဒါပေမဲ့နောက်ပိုင်းတော့အဲ့ case ကအဆင်ပြေသွားတယ်။သူသားအပြစ်မရှိကြောင်တရားရုံးကနေမိန့်ချပေးလိုက်တယ်။အဲအဲ့တော့ကြတော့ဒီအချိန်မှာ Sharukhan ကိုချစ်တဲ့သူ့ fan တွေရောမုန်းတယ်သူ့ဝေဖန်ရေးသမားတွေကရော Sharukhan ကြီးကိုလစ်ပြီးပေါ့။ဘာလို့ဆိုအသက်ကလည်းကြီးပြီဗျ။အာဒီကြားထဲမှာရဲသမီး3-5လုံးကလည်း follow ရတယ်။အခု personal case တွေကပါတိုင်ပတ်နေဆိုတော့ သူကတော့ပြီးသွားပြီအဲသူ့ရဲ့ရုပ်ရှင်လောက career era တော့ဒီမှာပဲပြီးသွားပြီတင်နေကြတာလူတိုင်းရလို့ထင်နေအချိန်မှာ Sharuk Khan 2023ခုနှစ်မှာကျွန်တော်တို့ publish ကိုနောက်တစ်ခေါက်ပြန်ထွက်လာပြီးတော့တလောကလုံးဝတကဘာလုံးဝ surprise တိုက်သွားတယ်ဘယ်လိုလဲဆိုတော့2023ခုနှစ်တနှစ်ထဲနေရင်အဲရုပ်ရှင်က35ရုံတင်တယ်ဆိုတော့သူရှေ့ကနားနေအချိန်မှာတကယ်တမ်းကဟိုစိတ်တက်ကြနေမှုသူစိတ်ညစ်နေတယ်မှုသူ plot တွေစင်တယ် တော့သူကလိုရာပြန်ပြင်ပြီးတော့ဇကားတွေခိုးရရင်လည်းပြောအဲ့တော့ကျွန်တော်2023ခုနှစ်မှာဘလို့သုံးကားစက်လိုက်တင်လဲဆိုတော့2023 January မှာကျွန်တော်တို့ပတ်တန်အပြင် September မှာဂျဝမ်နောက်တစ်ခါ December မှာကျွန်တော်တို့ Dengue အဲ့တင်တဲ့သုံးကားလုံးကဝဝကွဲအောင်မြင်ပြီးတော့ကျွန်တော်တို့ box office မှာစုစုပေါင်းဝင်ငွေဘလောက်ရလဲဆိုတော့ American dollar တန်း300ကျော်နီးပါးတည်ရခဲ့တယ်။ Sherlockan အဲ့အချိန်မှာအသက်က58နှစ်ဖြစ်နေပြီ။58ဆိုတော့ဗျစဉ်းစားကြည့်ဟိုအဖိုးကြီးပဲကျွန်တော်သုံးလိုက်တော့မယ်။ဆိုတော့58နှစ်အဖိုးကြီးကသူ့ထက် အသက်အများကြီးငယ်မင်းသားတွေအကုန်လုံးကြော်တက်ပြီးတော့တနေ့ထဲမှာ၃၅ယုံတင်နေ၃၅လောက်ဝဝခွဲအောင်မြင်နေဆိုတော့တော်တော်ကြီးကိုဘယ်သူမှမချိုးနိုင်မဲ့ဆင်ရင်တော်တော်မိုက်တယ်ဆိုတော့အဲ့လိုနဲ့ပဲရှာရခန်းကကျွန်တော်တို့ဒီကင်ခန်းဆိုတဲ့နာမည်ကိုဆက်ပြီးထိန်းသွားတယ်နှစ်20မဟုတ်ဗျာနှစ်30လုံးလုံးကျွန်တော်တို့ဒီဘောလီဝုဒ်လောကရဲ့ထိတ်ဆုံးနေရာမှာနံပါတ်1နေရာမှာသူ့နေရာကိုဘယ်သူမှမပေးဘဲနဲ့အရာသိမ်းနိုင်ခဲ့တယ်ဆိုတော့โอเคဒီလောက်ဆိုရင်ရှာရခန်းပွားစားကြောင်းလုံလောက်ပြီအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုရဲ့ main point ဖြစ်တဲ့ ရှာရုခန်တရားဒေါ်လာတန်း800ကျော်ဒီဘယ်လိုချမ်းသာလာလဲဆိုတော့ကျွန်တော် အခုသေးသေးရှင်းပြမယ်ရှာရုခန်အခုလိုမျိုးအရန်ချမ်းသာလာတာအဓိကအပြင်တော့၃ချက်ရှိမယ်ကျွန်တော်နံပါတ်1အချက်ကကြတော့ရှာရုခန်ကမင်းသားတယ်မဟုတ်ဘူး producer ဆိုလည်းဟုတ်တယ်အဲသူနဲ့သူမိမဂေါရီခန်ကကျွန်တော်2003ခုနှစ်မှာနှစ်ယောက်ပေါင်းပြီးတော့ Red Chillies Entertainment ဆိုတဲ့ company ထောင်ထားတာရှိတယ်အဲ company ကကြတော့အဓိကသူစကားရိုက်ပဲဗျပြီးတော့ကျွန်တော် VFX effect တွေပါလေးလုပ်ပေးတယ် sorry shuriken 2004ခုနှစ်ကနေစပြီးတော့အခု2025ခုနှစ်ထိထွက်သမျှ zagarai နီးပါးကိုဒီ regulis entertainment နေရပဲရိုက်တာများတယ်အဲနောက်တစ်ခါကျွန်တော်တို့ဒီကနေပြီးတော့ထွက်တဲ့ဇာကားရဲ့နာမည်ကြီးဆုံးဆို DS Zendigi တို့ Ra East တို့ Jawan တို့ဒီကားရဲ့ဆိုအရင်လဲအောင်မြင်တယ် Box Office မှာလည်းအရင်ဝင်ငွေကောင်းတယ်အဲပြီးတော့တခုထူးဆန်းတာက Shahrukh Khan ကထားပါတော့သူ production မဟုတ်ဘဲနဲ့တခြား producer တွေကသူ့ကိုလာပြီးတော့ propose လုပ်လို့သူသွားပြီးတော့အဲ့ဒီဇာကားမှာတရုပ်ဆောင်မယ်ဆိုရင် သူကတေယုတ်ဆောင်ကြီးတတ်တတင်တောင်းတာမဟုတ်ဆိုတော့ဗျာတခြားမင်းသားတွေရှိမယ်ဆယ်မန်ခန်းတို့ထားပါအဂျေဒီဗန်တို့သူတို့ကဒီကားအတွက်ကိုသူတို့ရဲ့တေယုတ်ဆောင်ကဒေါ်လာတစ်သန်းရောနှစ်သန်းရံတော်ပြီဘာမှ additional မလိုချင်ဘူးရှာရုခန်းရဲ့အဲ့လိုမဟုတ်ဘူးသူကသူများထက်တေယုတ်ဆောင်ကြီးယူနေတဲ့ဘာဘာ short ယူရဲဥမာသူများနှစ်သန်းယူနေသူကတစ်သန်းပဲယူရဲအဲပြီးရင်နောက်ထပ်အပို additional နဲ့ဘာထက်တောင်းလဲဆိုတော့အခုသူမင်းသားလောက်ပြီးရိုက်ထားတဲ့ဇက်ကားယုံတင်ပြီဆိုရင်ရတဲ့ယုံတင်ငွေရနေပြီးတော့အဲ့ထက်အမြတ်ကနေသူ့ကို percent နည်းနည်းထပ်ခွဲပေးရတယ် ဆိုတော့အဲ့လိုမျိုးဆိုတော့ဗျာဒါကိုယ့်ဟာကိုယုံကြည်ရတယ်ပြောလို့ရတယ်အကွက်မြင်တယ်လည်းပြောလို့ရတာပေါ့အဲ့ဒါနံပါတ်၄ချက်နောက်ထပ် game changer အကွက်တစ်ကွက်ကကျတော့ Shahrukh Khan ကျွန်တော်2008ခုနှစ်မှာ Kolkata Knight Riders KKR လို့ခေါ်တဲ့ cricket အသင်းကိုဒေါ်လာ85သန်းသုံးပြီးဝယ်လိုက်တာဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီအသင်းရဲ့ကာလပေါက်ဈေးတန်ဖိုးကဒေါ်လာသန်း100ကျော်တယ်အဲ့တော့သူတယောက်တည်းတော့မဟုတ်ဗျာတခြားသူနဲ့ဆက်တူ share ပါမယ်သူကတော့ဒီပေါ်မှာ50ရောင်းနှုန်း60ရောင်းနှုန်းတော့သူအရင်ပါတာပေါ့အဲ့တော့ကျတော့အဲ့ဒီအချိန်မှာကျွန်တော်မီဒီယာရောက်ထုံးစံတိုင်းမှာသူတို့ဝေဖန်လေကန်တယ်ဘယ်လိုလဲဆိုတော့ ရှာရူခန်အဲ့အချိန်မှာသူ့ပိုင်ဆိုင်မှု network ကဒေါ်လာ100ကျော်ကျော်လေးပဲရှိတာအဲ့ဒါကိုဒီကောင်က85သန်းလုံးပြစ်ပြီးဝယ်လိုက်တာဆိုတော့ဒီကောင် user အောင်လုပ်တယ် user အောင်လုပ်တယ်ကိုယ့်ကိုမွဲသေးဖို့ရပါညာစသဖြင့်ဟုတ်ဒါပေမဲ့အဲ့ဒီ sona သူဝယ်လိုက်တဲ့ KKR အတင်းကကျွန်တော်2025ခုနှစ်မှာဘယ်လောက်ထိအောင်မြင်လာလဲဆိုရင်အဲ IBM Flash နှစ်ကြိမ်ရပြီးသွားပြီပြီးတော့ market ပေါက်ဈေးဘယ်လောက်ထိရှိလဲဆိုတော့ dollar 1.1 billion ထိတန်တယ်ဆိုတော့ဗျာ sona သူဒီအတင်းကိုဝယ်တော့ငါသူ၃%ဒေါ်လာ85သန်း ဆိုတော့ तू အဲ့ထဲမှာ तू stake က share 50%ဒီပါတယ်ဆိုတော့အခု1.1 billion market cap မှာ तू ပိုင်ဆိုင်မှုကဒေါ်လာတန်း950နဲ့600ကျော်ရှိတယ်။ဆိုတော့ဆင်းသက်ကြီး85တန်းသုံးပြီးတော့ဒေါ်လာတန်း900ကျော်မြတ်သွားတဲ့ပုံဖြစ်သွားတယ်။အဲ့တော့အဓိက तू ပိုင်ဆိုင်မှုရဲ့တဝက်ကျော်ကျော်နီးပါးကိုကျွန်တော်တို့ဒီအသိအံပေးရလို့ပဲပြောလိုက်မယ်။ဘာလို့ဆိုအဲ့ဒါပုံမှန်ပဲ။နံပါတ်3ကကြတော့ကျွန်တော်ရှာရူခန်းကအိန္ဒိယနိုင်ငံရဲ့အကြီးဆုံး brand ambassador လို့ပြောလို့ရတယ် အဲဘယ်လောက်တိတောင်လဲဆိုရင်သူ့ career တစ်လျှောက်မှာသူ ਨੇ လက်တွဲခဲ့တဲ့ brand ပေါင်းကအခု90ကျော်တယ်အခုကျွန်တော်2025ခုနှစ်မှာတောင်မှသူ ਨੇ ချိန်ထားတဲ့ brand ကိုကျွန်တော်ရေးမယ်ဆိုရင်အခု35ခုကျော်ကျော်တိကျန်အောင်မယ်အဲဒီထဲမှာကျွန်တော်နာမည်အကြီးဆုံး brand တွေကိုကျွန်တော်ဆွဲထုတ်ပြရမယ်ဆိုရင် Honda အဲပြီးတော့ Food Panda နောက်တစ်ခါကျွန်တော် Annie ရဲ့ကို Mugesh Bike နဲ့ Reliance Geo စတဲ့ brand တွေဆိုရင်နာမည်အရင်ကြီးရယ် အာနောက်ပြီးတော့ကျတော့သူဒီလိုမျိုး brand တွေကို endorse လုပ်ပေးရတီးတန်နေရင်တစ်နှစ်တစ်နှစ်ကိုဒေါ်လာတန်းကိုဆယ်ချီပြီးဝင်တယ်။အဲပြီးတော့သူပိုင်နေကျွန်တော်တို့ RCE company ရှိရဗျာ။အဲ RCE company နဲ့ Netflix နဲ့စာချုပ်ချုပ်တာလည်းရှိရ။အဲသူတို့ D ရတော့ရှင်းတယ်။ဒီ Sherlock Khan ရဲ့ RCE company ကနာမည်အကြီးဆုံးဇာတ်ကားတွေကို Netflix မှာအငှားချပေးရ။ Sorry contract မပြင်မချင်း Netflix ကဒီကားတွေကိုယူသုံးခွင့်ရှိရ။ဘာညာဆက်သက်ပြင်မလို့။ဆိုတော့ဒီ D ကနေလဲ Sherlock Khan ကိုဒေါ်လာတန်း20နဲ့တန်း30ကြာတိပေးထားတယ်။အဲတော့ကျတော့ ရှာရူခန်ကဒီတရုတ်ဆောင်နာအပြင်ဒီအချက်၃ချက်ကသူ့ရဲ့အဓိက main income stream တွေဖြစ်တယ်လို့ပဲကျွန်တော်ကတော့သုံးသပ်တယ်ဆိုတော့ဒီ video လေးကတော့ကျွန်တော်တို့ရှာရုခန်းတရားဘာမှမရှိရအညာဒရာ၃ညဘဝကနေပြီးတော့ဒေါ်လာတန်းရှယ်ယာကျော်တိချမ်းသာလာအောင်ကျွန်တော်တို့ဘလို့အွက်တွေရှိသွားလဲဘလို့မြုပ်ခတ်ခဲရုံးကန်သွားလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြတော့ရပဲဖြစ်ပါတယ်။မိတ်ဆွေတို့ဒီ video လေးကိုအဆုံးထိရောက်လာအောင်ကြည့်ရတဲ့အတွက်ဘ ഹു တုတ္တရာအများကြီးရောရသွားပြီ။ဒါတော့ကျွန်တော်လက်ခံတယ်။ ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာကတော့ကျွန်တော်ဒီရရဲ့ဘဟုသုတတွေကိုမိတ်ဆွေတို့ရဲ့အပြင်လက်တွေဘဝမှာပါပြန်ပြီးတော့အသုံးချလို့ရစေချင်တယ်။အဲကျွန်တော်မိကွန်လေးတစ်ခုမေးရမယ်။ကျွန်တော်တို့ light တွေးပေးပါ light စဉ်းစားပေးပါ light ဖြည့်ပေးပါ။ကျွန်တော်သိချင်တာကရှာရုခန့်မှာအမားတယောက်ရှိရဒါမိတ်ဆွေတို့တည်ပြီးသား။ဆိုတော့သူ့အမကသူ့အမေတည်ပြီးသွားတဲ့နောက်မှာအယုတ်ကျိုးပြက်ဖြစ်သွားတယ်ယူကြောင်ကြောင်ဖြစ်သွားတယ်။အဲဆိုတော့အဲ့အချိန်မှာရှာရုခန်သူ့အမအကိုပြစ်မှတ်ထားပဲနဲ့သူနဲ့အတူတူသူရုံးကန်နေတဲ့အချိန်ခက်ခဲနေတဲ့အချိန်မှာတော့မှသူ့အမကိုမွန်မိုင်းအောင်ခေါ်ပြီးပြုစုပေးခဲ့တယ်။ဆိုတော့ကျွန်တော်သိချင်တာတကယ်လို့ तू ကအဲ့လိုမလုပ်ဖဲနဲ့ သူကသူတကူကောင်းဆန်ပြီးသူ့မှာဖြစ်ချင်တာဖြစ်ဆိုပြီးတော့သူတို့ daily မှာပဲထားမယ်သူကသူမွန်ပိုင်းမှာယုံမယ်နောက်ထပ်တစ်ချက်ကကြတော့အဲရှာရုခန်မှာဆောနာသူအခုလက်ရှိဇနီးမယားဂေါ်ရီကသူ6နှစ်တွဲထားတယ်ဆိုတော့အဲ6နှစ်တွဲထားတဲ့သူ့ရဲ့ချစ်သူကောင်းမလေးရဲ့သူ့ကိုဇွတ်ယူခိုင်းတဲ့အချိန်မှာသူကမယူဘဲနဲ့ဆောနာပြောတယ်လို့သူကသူတကူရဲပဲနေမယ်ဒီတိုင်းမဲ့လှုပ်ရှားရှိရအလုပ်လုပ်မယ်စ조사ရှားရှိရဆက်조사ခဲ့မယ်ဆိုရင်ရောရှာရုခန်ကဒီနေ့ဒီအချိန်မှာအခုကျွန်တော်တို့သိရရှာရုခန်လိုမျိုးအရန်ချမ်းသာတဲ့တတိယတယောက်အရန်အောင်မြင်တဲ့တရုပ်ဆောင်တယောက်ဖြစ်လာမယ်ထင်လား မဖြစ်လာဘူးတင်လားဖြစ်မယ်ဆိုရင်လည်းဘာလို့တင်တာလဲမဖြစ်ဘူးဆိုရင်လည်းဘာလို့မဖြစ်ဘူးတင်တာလဲကျွန်တော် reason လေးနဲ့တကွာဖြေပေးတော့ပါဟိုအဖြေရောဒီ video က comment မှာမှန်သွားလိုက်ပါကျွန်တော်ပြောသလိုဒီဟာမန်နေဒီဟာမားရရတော့မရှိပါဘူးဆိုတော့အဓိကမိတ်ဆွေတို့ video လေးကိုတခြားအဆုံးထိကြည့်နားလည်အောင်ကြည့်ပြီးရတဲ့ကိုယ်စိတ်ထဲမှာရှိသူကိုမြင်တယ်လို့ဖြေလို့ရတယ်ပြဿနာမရှိဘူးကျွန်တော် video အောက်မှာကျွန်တော်တို့အမြင်မတူတဲ့သူချင်းချင်းကျွန်တော်တယောက်နဲ့တယောက်ဆွေးနွေးလို့ရတယ်တိုင်ပင်လို့ရတယ်ခုလိုမျိုးမိတ်ဆွေတို့အုံနောက်အတွက်လည်းအကျိုးရှိမယ်နောက်တစ်ခါဘဝတက်လန်းအတွက်လည်းတစ်ဖက်တစ်လန်းအထောက်အကူပြုမယ် ကျွန်တော်တို့ဖြစ်ရမှန် live story အပူမပါတဲ့ဆရာကြီးတွေဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube channel နေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေနေတဲ့ဒီ video လေးကိုကြည့်ပြီးသွားလို့ဘုဟုသုတတိုးသွားရဲဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လေးတစ်ချက်လုပ်ခဲ့ပေးပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် video လေးမှာပြန်ဆုံကြပါမယ်